မင်္ဂလာပါခင်ဗျရေကုန်ခေတ္တကနေဒီနေ့လည်းကိသတင်းတွေကိုတင်ဆက်ပေးပါမယ်ချမ်ဖို့ပါတီကအမျိုးဘာသာသာသနာအတွက်အမြဲယက်တီမယ်လို့ပြောပြီးနိုင်ငံရေးလောကကို NLD ပါတီပြန်လာခွင့်မရှိနိုင်တော့ဘူးဆိုပြီးတော့ပါချမ်ဖို့ဂိင်းကဂတိပေးနေပြန်နေဆိုပါလေအချမ်ဖတ်စစ်တကရှီတန်းတွေမှာလူငယ်တွေအပြင် သက်80အရွယ်အထိတက်ကြီးရွယ်အိုတွေကိုပါအတုံးပြုနေပြီးပြည်သူပိုင်းပစ္စည်းတွေကိုလည်းစစ်နိုင်ရင်စုအဖြစ်စိတ်ကြိုက်ယူခွင့်ရှိတယ်ဆိုပြီးတော့ပါလူရဲ့ခိုင်းနေတယ်လို့အလင်းဝင်လာတဲ့စစ်မှုထမ်းတပ်သားအောင်ကိုကိုဟိန်းဆိုသူကဝန်ခံထွက်ဆိုထားတဲ့သတင်းပါဝင်ဒီနေ့လည်းကသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ချက်ဖို့ပါတီက အမျိုးဘာသာသာသနာအတွက်အမြဲယက်တိမယ်လို့ပြောပြီးနိုင်ငံရေးလောကကို NLD ပါတီပြန်လာခွင့်မရှိနိုင်တော့ဘူးဆိုပြီးတော့ပါကြံ့ဖို့ခင်ကြီးကဂတိပေးနေပြန်တယ်လို့ကြံ့ဖို့တည်င်းအရှင်မြေကရန်ကုန်ခေတ်ကိုပြောပါတယ်ဒါကတော့အောက်တိုဘာလ3ရက်နေ့ကပဲ ရန်ကုန်မြို့ကချက်ဖို့ပါတီရုံးချုပ်မှာစစ်တပ်ထောက်ခံသူမပါတာတွေအမျိုးသားရေးအစွန်းရောက်တွေနဲ့တွေ့ဆုံတဲ့အချိန်ကြန့်ဖို့ခင်ကြီးကပြောသွားပြန်တာဖြစ်တယ်လို့ဆိုပါတယ်အဲ့ဒီလိုစစ်တပ်ထောက်ခံတဲ့မပါတာတွေအမျိုးသားရေးအစွန်းရောက်တွေနဲ့ကြန့်ဖို့ခင်ကြီးဟာအကြိမ်ကြိမ်တွေ့ဆုံနေကြပြီးအခုတခါတွေ့တဲ့အချိန်မှာလဲကြန့်ဖို့ပါတီကအမျိုးဘာသာတာဝန်အတွက်အမြဲယက်တီမယ်လို့ပြောပြီးနိုင်ငံရေးလောကကို NLD ပါတီပြန်လာခွင့်မရှိနိုင်တော့ဘူးဆိုပြီးတော့ပါကြန့်ဖို့ခင်ကြီးကထပ်ပြီးဂတိပေးနေပြန်တာဖြစ်တယ်လို့ ချက်ပွက်သတင်းရေးမင်းကပြောထားပါလေဒါအပြင်အဲ့ဒီမဘာသာတွေနဲ့အမျိုးသားရေးသမားတွေကချက်ပွက်ပါတီအတိုက်ခံဘဝကတည်းကထောက်ခံပေးခဲ့တဲ့အတွက်ဂျေဇူးတင်တဲ့အကြောင်းတွေရောအခုလက်ရှိသူတို့လုပ်မဲ့ရွေးကောက်ပွဲကိုအောင်မြင်အောင်ကူညီပေးဖို့အကြောင်းတွေအပြင်ကျင့်ဖို့ပါတီအစိုးရဖြစ်လာရင်လည်းမဘာသာတွေအမျိုးသားရေးသမားတွေနဲ့အတူဆက်လက်လက်တွဲသွားမယ်ဆိုပြီးတော့ပါကျက်ဖို့ခင်ကြီးကပြောဆိုခဲ့သေးတယ်လို့လည်းသိရပါတယ်အဓိကကတော့ အဲ့ဒီတွေ့ဆုံမှုမှာ NLD ပါတီကိုဘတော်မှအနိုင်မရခဲ့တဲ့အငုံစိတ်တွေနဲ့နှီးပေါင်းဆုံးအပြစ်ဖို့ပြောဆိုနေကြကြက်ဖို့ပါတီရဲ့ဥက္ကဋ္ဌဆိုသူခင်ရင်ကအခုတခါမှလည်း NLD ပါတီဟာမြန်မာနိုင်ငံရေးလောကအတွင်းပြန်လဲအခြေချခွင့်ရှိမှာမဟုတ်တော့ဘူးဆိုပြီးတော့ပါထပ်ပြီးပြောဆိုသွားပြန်တယ်လို့လည်းကြက်ဖို့တည်င်းရင်းမြစ်ကပြောထားပါလိမ့်ခင်ဗျတစ်ဖက်မှာတော့အကြက်ဖက်စစ်တပ်ဟာ ရှေ့ဒန်းတွေမှာလူငယ်တွေအပြင်အသက်80အရွယ်အထိတက်ကြီးရွယ်အိုတွေကိုပါအသုံးပြုနေပြီးပြည်သူပိုင်းပစ္စည်းတွေကိုလည်းစစ်နိုင်ရင်စုအဖြစ်စိတ်ကြိုက်ယူခွင့်ရှိတယ်ဆိုပြီးတော့ပါလူရဲ့ခိုင်းနေတယ်လို့အလဲဝင်လာတဲ့စစ်မှုရတတအောင်ကိုကိုဟိန်းဆိုသူကဝန်ခံထွက်ဆိုထားပါတယ်အဲ့ဒီစစ်မှုရတတအောင်ကိုကိုဟိန်းဆိုသူကတော့စက်တင်ဘာလ29ရက်နေ့ကပဲဂင်းနီပြည်နယ်ဒီဘော့ဆိုမြို့နယ်မှာစစ်ကြောင်းထိုးနေတဲ့အချိန် GNDF တပ်စီကိုထွက်ပြေးလာပြီးအလင်းဝင်ရောက်လာသူဖြစ်တယ်လို့သိရပါတယ် သူဟာစစ်မှုထမ်းအပတ်စဉ်၅သိန်းနန်းစင်ဖြစ်တယ်လို့သူကတော့စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးခဲ့တာဖြစ်တယ်လို့လည်းပြောထားပါတယ်ဒါအပြင်လက်ရှိအချက်ဖတ်စစ်တပ်ကရှေ့တန်းတွေကိုစစ်မှုထမ်းတပ်သားအစ်စ်တွေပို့တဲ့အချိန်ရှေ့တန်းတွေမှာအသက်80အရွယ်တက်ကြီးရွယ်ဦးစစ်သားတွေကိုပါအသုံးပြုနေတာကိုတွေ့ရတဲ့အကြောင်းရှေ့တန်းတွေမှာစစ်သားတွေကိုမူးယစ်စေးဝါးတွေစိတ်ကြိုက်အသုံးပြုခွင့်ပေးထားတဲ့အကြောင်းတရင်တွေမှာလည်းအစင်စင်အထက်အောက်အနိုင်ကျင့်ဖိနှိပ်မှုတွေရှိတဲ့အကြောင်းအပြင်တကယ်တမ်းတိုက်ပွဲဖြစ်ရင်လည်းစစ်မှုထမ်းတပ်သားအစ်စ်တွေကအသေးခံတိုက်ခိုက်တဲ့အကြောင်းကို အဲ့ဒီအလင်းဝင်လာတဲ့တပ်သားတစ်အောင်ကိုကိုဟင်းဆိုသူကထွက်ဆိုထားတယ်လို့သိရပါတယ်။ဒါပြင်စစ်တပ်ထဲမှာလာဆောင်တဲ့ရိတ်ခါတွေနဲ့အစဉ်အဆက်ဖြတ်စားနေကြတဲ့အတွက်အောက်ခြေတပ်သားတွေနဲ့ရဲဘော်တွေဟာအာဟာရပြည့်အောင်မစားရဘဲငတ်တလဲပြတ်တလဲကများနေပြီးရဲသားပြည်သူတွေတွေ့ရင်လည်း PDF ဆိုပြီးတော့ကိုအရှင်မထားပဲပြစ်တတ်တာတွေလုံနေကြသလိုဂျင်းဝါရီဒက်ကပြည်သူပိုင်ပစ္စည်းတွေကိုလည်း ါဟာစစ်နယ်နဲ့သဘောဖြစ်တဲ့အတွက်စုအဖြစ်စိတ်ကြိုက်ယူခွင့်ရှိတယ်ဆိုပြီးစစ်တပ်အရာရှိတွေကိုယ်တိုင်ကလူရက်ခိုင်းနေတယ်လို့အလင်းဝင်လာတဲ့စစ်မှုရန်တပ်သားအောင်ကိုကိုဟင်းဆိုသူကဝန်ခံထွက်ဆိုထားပါတယ်ခင်ဗျတဖက်မှာတော့မန္တလေးတိုင်းကငစုံမြို့နယ်မှာပြည်သူတွေတိတ်ရှောင်နေတဲ့ငမြာကြီးကျေးရွာကပြည်သူပိုင်ပစ္စည်းတွေကိုအချက်ဖက်စစ်တပ်ကစိတ်ကြိုက်ယူဆောင်ပြီးရောင်းစားနေကြတယ်လို့ဒေသခံပြည်သူတွေကရေကုန်ခစ်တွေကိုပြောပါတယ် လက်ရှိအဲ့ဒီငစုံမြို့နယ်ကတိုက်နယ်အဆင့်ရှိတဲ့ငမများကြီးကျေးရွာနေပြည်သူတွေဟာပြီးခဲ့တဲ့2024ခုနှစ်တိုက်ပွဲတွေပြင်းထန်ခဲ့တုန်းကတည်းကနေအိမ်တွေကိုစွန့်ခွာပြီးစစ်ဘေးရှောင်သွားကြတာဖြစ်တယ်လို့ဆိုပါတယ်။အဲ့ဒီလိုပြည်သူတွေမရှိတော့တဲ့နေအိမ်တွေကပစ္စည်းတွေကိုအချက်ဖက်စစ်တပ်နဲ့ပြူစောထိတွေကဝင်ရောက်ပြီးပြည်သူပိုင်းပစ္စည်းတွေကိုယူဆောင်ပြီးတော့ရောင်းစားနေကြတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်။ အဲ့ဒီလိုအကြက်ဖက်စစ်တပ်နဲ့ပြူစော့တီတွေရောင်းစားနေတဲ့ခိုးရပါပစ္စည်းတွေကိုစုံကျင်းရွာကပြူစော့တီကောင်းဆောင်စမ်းမောင်စုသူကပြန်လဲဝယ်ယူပြီးငစုံမြို့နယ်အတွင်းလိုက်လံရောင်းချနေတာဖြစ်တယ်လို့ဒေသခံပြည်သူတွေကပြောပါတယ်။လက်ရှိအဲ့ဒီငမကြီးကျင်းရွာမှာပြည်သူတွေနေထိုင်မှုမရှိတဲ့အကြောင်းကိုအကြက်ဖက်စစ်တပ်ရဲ့ငစုံမြို့နယ်ရဲတပ်ဖွဲ့မှုနဲ့တရဦးခရိုင်မှုတွေကအထက်လူကြီးကိုလိန်လဲပြီးပြည်သူတွေအေးချမ်းစွာနေထိုင်နေတဲ့ဆိုပြီးတော့တင်ပြထားသလို့ တကယ်တမ်းကအဲ့ဒီငမကြီးကြေးရွာဟာတရွာလုံးစစ်ရှောင်သွားကြတာဖြစ်တဲ့အတွက်လူမနေတာကြတော့ခြုံတော့ပုံစံတွေတောင်ဖြစ်နေတဲ့အပြင်စစ်တပ်နဲ့ပြူစောတီတွေရဲ့ပြည်သူပိုင်းပစ္စည်းတွေကိုစိတ်ကြိုက်ခိုးယူရောင်းစားမှုကြောင့်လည်းအိမ်တွေတက်ကပစ္စည်းတွေဘာမှကိုမရှိတလို့ဖြစ်သွားပြီလို့ဒေသခံပြည်သူတွေကပြောထားကြပါသေးတယ်ခင်ဗျတဖက်မှာတော့ မကွေးတိုင်းဂံကောမြို့နယ်ကစိုင်ဒူးကျေးရွာကိုအချက်ဖက်စစ်တပ်ကစစ်ကြောင်းထိုးဝင်ရောက်မိရှုံမှုကြောင့်နေအိမ်လေးလုံးမိလောင်ပြချက်သွားတဲ့အပြင်စစ်သားတွေဟာပြည်သူ့ပိုင်ပစ္စည်းတွေကိုစိတ်ကြိုက်ခိုးယူပြီးဂံကောမြို့ပေါ်ကိုတည်သွားကြတယ်လို့ရောလင်းနိုင်ရဲ့ကိုမင်းတပ်သားကရန်ကုန်ခေတ္တကိုပြောပါတယ်။ဒါကတော့အော်တိုပါလာ၈ရက်နေ့ဖြစ်တဲ့မနေ့ကပဲအချက်ဖက်စစ်တပ်ရဲ့ခလာရ90တရင်ကဂံကောမြို့နယ်မှာရှိတဲ့စိုင်ဒူးကျေးရွာကိုတနတ်တွေပြစ်ဖောက်ပြီးဝင်ရောက်လာတယ်ဆိုပါတယ်။အဲ့ဒီအချိန်ပြည်သူတွေလည်းဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်သွားတဲ့အတွက် ကျင်းရွာတဲ့ရောက်လာတဲ့အချက်ဖက်စစ်တပ်ကပြည်ပိုင်းနေအိမ်တွေကိုမိရှုဖျက်ဆီးသွားရမှာနေအိမ်လေးလုံးမိလုံးပြကျသွားတဲ့အကြောင်းကိုကနဦးတီထားရတယ်လို့ရောအလင်းတဲ့ရဲ့ကိုမင်းတပ်သားကပြောထားပါတယ်။ဒါပြင်အဲ့ဒီစိုင်းသူကျင်းရွာတဲ့ရောက်လာတဲ့အချက်ဖက်စစ်တပ်ဟာနေအိမ်တွေကိုမိရှုဖျက်ဆီးသွားရုံနဲ့မကအိမ်တွေတဲကပြည်ပိုင်းပစ္စည်းတွေကိုပါဖောက်ထွင်းခိုးယူပြီးဂံကောမြို့ပေါ်ကိုတည်သွားကြတယ်လို့ရောလင်းတဲ့ရဲ့ကိုမင်းတပ်သားကပြောထားပါတယ်ခင်ဗျ။ တစ်ဖက်မှာတော့မကွေးတိုင်းကပေါင်မြို့နယ်မြိုင်မြို့နယ်နဲ့ချင်းပြည်နယ်မင်းတပ်မြို့နယ်ကကြေးရွာတွေကိုအကြမ်းဖက်စစ်တပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်သွားမှုကြောင့်ပြည်သူ၅ဦးသေဆုံးထားပြန်တယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါလိမ့်မကွေးတိုင်းမှာတော့အော်တိုဘလရှီနေဖြစ်တဲ့မနီကပဲပေါင်မြို့နယ်မြောက်ပိုင်းကကြေးရွာတွေနဲ့မြိုင်မြို့နယ်နဲ့ပေါင်မြို့နယ်အကြားကရေနံမော်တွေကိုအကြမ်းဖက်စစ်တပ်ကလေကြောင်းကနေဘုံတွေလာရောက်ကျက်ချသွားတယ်ဆိုပါလိမ့်အဲ့ဒီလိုအကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ရဲသားပြည်သူ၅ဦးတေဆုံးခဲ့တဲ့အပြင်ကလေးငယ်အပါအဝင်နောက်ထပ်ပြည်သူ၆ဦးကဒဏ်ရာရရထားပြီးနေအိမ်တချို့လည်းပျက်စီးထားတယ်လို့ဒေသခံပြည်သူတွေကပြောထားပါတယ်။အလားတူတစ်ဖက်ကချင်းပြည်နယ်မင်းတပ်မြို့နယ်မှာလည်းအော်တိုဘလာရှိရနေဖြစ်တဲ့မနေ့ကပဲရဲသားပြည်သူတွေနေထိုင်ရာခြေရွာနှံ့ရွာကိုအကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားမှုမရှိဘဲလေကြောင်းကနေဘုံကျဲသွားပြီးဒီကိမှုအခြေအနေကိုဆက်လက်အတည်ပြုနေတယ်လို့လည်းဒေသခံပြည်သူတွေကပြောထားကြပါတယ်ခင်ဗျ။အခုတစ်ခါဆက်ချင်တာကတော့ ထိုင်းနိုင်ငံမှာလာမယ့်အောက်တိုဘာလ9ရက်နေ့ကစပြီးမြန်မာပြည်အပါအဝင်ရွှေပြောင်းအလုပ်သမားတွေအတွက်အလုပ်လုပ်ခွင့်ဗတ်အသစ်တွေလုပ်ပေးဖို့ထိုင်းအစိုးရကကြီးညာထားတဲ့အတွက်အဲ့ဒီဗတ်အသစ်တွေလုပ်တဲ့အချိန်ထိုင်းရောက်အထောက်ထားမဲ့မြန်မာတွေအနေနဲ့အလိမ်မခံရဖို့နဲ့ငွေပေးချေမှုတပ်တွေတွေယူထားကြဖို့အရေးကြီးတယ်လို့ထိုင်းရောက်မြန်မာအလုပ်သမားအရေးကူညီပေးနေသူ AAC ကိုရင်းမင်းကရန်ကုန်ခေတ္တကိုပြောပါတယ်ထိုင်းနိုင်ငံရဲ့အလုပ်သမားဝန်ကြီးဌာနကတော့အခုလာမယ့်အောက်တိုဘာလ9ရက်နေ့ကစပြီးထိုင်းနိုင်ငံမှာမြန်မာတွေအပါအဝင်ရွှေပြောင်းအလုပ်သမားတွေအတွက် အလုတ်လုတ်ခွင့်လက်မှတ်ဗတ်အသစ်ပြုလုပ်ဖို့အမည်စရင်တင်သွင်းနိုင်မှာဖြစ်တယ်လို့တရားဝင်ထုတ်ပြန်ကြေညာထားသလိုအဲ့ဒီအမည်စရင်တင်သွင်းတဲ့လုပ်ငန်းစဉ်တွေကိုအောက်တိုဘာလ29ရက်နေ့အထိပဲခွင့်ပြုမှာဖြစ်တယ်လို့ထိုင်းအစိုးရကထုတ်ပြန်ထားပါတယ်။ဒါနဲ့ပတ်သက်ပြီးထိုင်းအောင်မြန်မာအလုပ်သမားအရေးကူညီဘေးနေသူ AAC ကိုရင်းမြင်ကတော့အဲ့ဒီလိုအလုတ်လုတ်ခွင့်ဗတ်အသစ်လုတ်တဲ့အချိန်ထိုင်းအောင်ထောက်ထားမဲ့မြန်မာတွေအနေနဲ့အကျိုးဆောင်တွေကိုအပီလုတ်တဲ့အချိန်မှာအလိမ်မခံရဖို့အတွက်တေချာတိကျမှန်ကန်တဲ့ agency တွေနဲ့လုပ်ဖို့အပြင် ဝင်ပေးချေမှုတတ်သိတွေယူထားကြဖို့အရေးကြီးတယ်လို့လည်းထိုင်းရောက်မြန်မာအလို့သမားရေးကူညီပေးနေသူ AAC ကိုရဲမင်းကပြောထားပါတယ်အဲ့ဒီလိုထိုင်းနိုင်ငံမှာရွှေပြောင်းလို့သမားတွေအတွက်အလုပ်လုပ်ခွင့်လက်မှတ်ဘတ်အစ်စ်ကိုမြန်မာလာအိုကမ္ဘောဒီးယား BNN လေးနိုင်ငံကထိုင်းရောက်အထောက်ထားမဲ့ရွှေပြောင်းအလို့သမားတွေကိုတရားဝင်အလုပ်လုပ်ခွင့်မှတ်ပုံတင်မှုထိုင်းအလို့သမားဝန်ကြီးဌာနကခွင့်ပြုလိုက်တာဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျာတဆက်ထဲမှာပဲထိုင်းနိုင်ငံချက်ချင်းဆောင်ခိုင်ကစက်ယုံတစ်ခုမှာ ဂျိုတင်အကြောင်းကြားမှုမရှိဘဲအလုတ်ဖြုတ်ခံရတဲ့တရားဝင်မြန်မာလူထုမှအယောက်320အထက်နင်နာကြီးထိုင်းပတ်ငွေ3တန်းကျော်ရရှိသွားပြီဖြစ်တယ်လို့ MHAC မဟာမိတ်အဖွဲ့ရဲ့ AAC ကိုရင်းမင်းကရင်ကုန်ခေတ်ကိုပြောပါတယ်။ဒါကတော့ထိုင်းနိုင်ငံခြားချင်းစောက်ခိုင်မှာရှိတဲ့စက်ယုံတစ်ခုမှာအလုတ်လုံနေတဲ့မြန်မာလူထုမှအယောက်320ကိုစက်ယုံဘက်ကလေးလာမပြေခင်မှာပဲဂျိုတင်အကြောင်းကြားမှုမရှိဘဲအလုတ်ထုတ်ခံလိုက်ရတဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့ပါတယ်။အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အော်တိုဘားလ၄ရက်နေ့မှာပဲ MHAC မှာမိအဖွဲ့နဲ့ MG အစိုးရအလုပ်သမားဝန်ကြီးဌာနတာဝန်ရှိသူတွေကအလုပ်ထုတ်ခွင့်ရတဲ့မြန်မာအလုပ်သမားတွေအတွက်နေနာချင်းရောက်အောင်ထိုင်းအစိုးရတာဝန်ရှိသူတွေနဲ့ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြတယ်ဆိုပါတယ်။အဲဒီနောက်အော်တိုဘားလ9ရက်နေ့မှာပဲစက်ယုံကနေနာသူအမြန်မာအလုပ်သမားအယောက်320အတွက်လုပ်ငန်းရှင်နဲ့ဂျာကန် agency ဘက်ကနေလာရောက်ဖြည့်ရှင်းပေးခဲ့ပြီးတဲ့နောက်နေနာချင်းအနေနဲ့မြန်မာအလုပ်သမား320အတွက်ထိုင်းဘက်ငွေစုစုပေါင်း3တန်းကျော်ပါရရှိသွားပြီဖြစ်တဲ့အတွက် ဒါဟာအောင်မြင်မှုတစ်ခုပါပဲလို့ MHAC မှာမိအဖွဲ့ရဲ့ AAC ကိုရဲမင်းကပြောထားပါတယ်။အဲဒီလိုနေနာကြီးရရှိခဲ့တဲ့မြန်မာလူထုမားတွေစုပေါင်းပြီး MHAC မှာမိအဖွဲ့စီကိုလူထုမားတွေအတွက်ကူညီရေးလုပ်ငန်းစဉ်တွေမှာအသုံးပြုဖို့ဆိုပြီးထိုင်းဘတ်ငွေ၅ဘောင်ပြန်လည်လှူဒန်းပေးခဲ့ကြသေးတယ်လို့လည်းသိရပါတယ်ခင်ဗျ။โอเคဒါကတော့ရောင်းခစ်တက်ကနေဒီကနေ့နေကသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ